ဒီအဖေနဲ့အမေနဲ့ကအတကြီးပဲเนาะအမေဆိုလို့ရှိရင်ဒီနှလုံးသွေးခဲတွေရောကဖြစ်နေရတော့ညီမကပဲဘယ်လိုမျိုးအိမ်ကိုပတ်မှုပြရရင်အခုကိုယ်ရင်လပြိုင်တဲ့အချိန်မှာအပိမဲ့သူလည်းမရှိဘူးပြီးတော့ဘယ်လိုမျိုးငွေဖြစ်ဖြစ်အပိစကားဖြစ်ဖြစ်စပုတ်နေမှာရှိပါအလုံးမှာကျတော့ဟာညီမတို့က အလုပ်ကဒီအချိန်ပိုင်းပေါ့နော်။9နာရီဆိုလို့ရှိရင်9နာရီလုံးအဲ့လိုမျိုးနေပူထဲမှာနေရတာရှင်။နေပူထဲမှာနေပြီးတော့အဲ့လိုမျိုးကောက်ရိုက်တဲ့ customer လိုမျိုးကောက်တန်နေပါရင်ပေါ့နော်။ဒီမှာတော့နံပါတ်လေးနေအထုတ်ပေးရတယ်။အဲ့လိုမျိုးလုပ်ပေးရရှင်။အဲတောင်းမိမှာရောညီမလေးကအကြီးဆုံးပါရှင်။ဟုတ်။ဟုတ်။ညီမရဲ့အောင်မဟုတ်၁၇နှစ်အသက်กว่าတဲ့ညီမငယ်လေးတယောက်ရှိပါတယ်။ဟုတ်။အဖေနဲ့မိရတော့အသက်ကြီးပြီဆိုတော့ညီမပဲအကြီးဆိုတော့အဲ့လိုမျိုးတိုင်လုံးတောင်းဝင်ထမ်းရတာပေါ့နော်။ အရင်လည်းပြန်မနေပါတော့ညီမတက်ကဒီ20ပဲရှိသေးရပါတော့ဒါပေမဲ့ဟိုဒီလူလေးယောက်ရဲ့တောင်းရင်ဖမ်းတော့အရင်ပြန်မနေစင်ချစ်သူတွေအတွက် Lucky Day မို့မြန်မာရဲ့ Summer Special Promotion ကြီးလာပါပြီ19ရက်လ2025မှာ30ရက်5လ2025အတွင်းဝယ်ယူအားပေးတဲ့စင်ချစ်သူများအတွက် ပစ္စည်းတစ်ခုဝယ်ယူပါက30%အထူးလျှော့စေ။ပစ္စည်းနှစ်ခုဝယ်ယူပါက35%အထူးလျှော့စေ။ပစ္စည်းသုံးခုနဲ့သုံးခုချက်ဝယ်ယူပါက40%အထူးလျှော့စေတွေကိုခန်းစားခွင့်ပေးသွားမယ်အပြင် ဆယ်သိန်းမဝယ်ယူတာနဲ့ကြမိုးကြီးကားကန်ချူကွင်ကူပေါ်တဆောင်တော့ရရှိမဲ့ခွင့်ရည်ကြီးရာသက်ပံအလဲစီရောအယောင်စီရောအထူးခွင့်ရည်ကြီးချက်ချင်းဝယ်ချက်ချင်းပေါက်ချက်သိန်းမ900ငွေသားစုများစွာအပါအဝင်ကြမိုးကြီးအိမ်သုံးရက်စီပစ္စည်းများစွာကြမိုးကြီးကားပိုင်ဆိုင်ခွင့်ကြီးကလည်းမကြခင်မှာမဲမဲရွေးချယ်ရတဲ့အတော်မှာဖြစ်ပါရဲ့ရှင်မေလာကုန်ချိပဲရရှိမဲ့ဒီခွင့်ရည်ကြီးနဲ့ လဲသွားရတဲ့သူမဖြစ်ရလေအောင်တန်စီစီချော်ရီမော်ကြီးရဲ့မြင်းလီတက်မှရှိတဲ့တန်စီစီရှုံကြီးရှင်မောသားရောင်းခတ်မနဲ့နင်းစင်ချုံနေတဲ့လိုက်စေးကြီးများတွင်မှလာရောက်ဝယ်ယူအားပေးနိုင်မှာကြောင့်ဖိတ်ခေါ်လိုက်ရပါတယ်မင်္ဂလာပါရှင်အရင်ဆုံးနံပါတ်လေးနဲ့ဆက်ပေးပါဦးအော်ဟုတ်ကဲ့အာညီမနံပါတ်ကတော့ခိုင်ခိုင်လေးမှာ contestant number 1ပါရှင်ဂျယ်မဲလေးကိုဂျိုင်ဝေးရတဲ့အကြောင်းကြီးကတော့အာဒီ Facebook မှာပေါ့နော် Miss App ရန်တောင်းခုဆိုပြီးတော့ ဲ့မျိုးရှောက်လာလေးခုံနေရလေးတွေ့ရဲပြီးတော့ညီမလည်းဇာတိရတောင်ကိုပေါ့နော်အဲကိုယ့်ရဲ့တောင်ကိုမျိုးအတွက်အဲမျိုးကုံဆောင်နဲ့အလှမဲ့တူဖြစ်ချင်တယ်ပေါ့နော်အားကြောင့်မလို့ဒီပွဲလေးကြောင့်ဖြစ်တာပါရှင်ဟုတ်အပြိုင်ပွဲအတွက်ကတော့ဘယ်လိုပြောရမလဲဆိုတော့အကောက်ဝော့တွေကောက်ဝော့ကိုတခြား train နေအဲပြီးတော့ဒီကိုယ့်ရဲ့ body ဘိုင်းပေါ့နော် body ဘိုင်းကိုအဲမျိုးလှောင်လို့အိမ်မှာအဲမျိုးစူးစမ်းဖြစ်တယ်ပေါ့နော်အပြီးတော့ဒီပတ်ဝန်းကျင်အတွက်ထိန်းသိမ်းရေး knowledge တွေအများကြီးလေ့လာပါရှင်ဟုတ် ်ပတ်စနယ်ထရိန်ကတော့မငန်းနိုင်ဘူးเนาะအဲကြောင့်မလို့ဒီညီမတို့ဒီ organizer ဆရာဒီဟန်ပေါ့เนาะအဲသူကကပ်ပေါ်ပိုင်းကိုညီမတို့တခြားလေးတင်ပြီးတင်ပြီးဖြစ်တယ်ပေါ့เนาะဟုတ်ဆရာတင်ပြီးရဟာလေးကိုပဲလိုက်လုပ်ဖြစ်တာပါရှင်ရှိပါရဲ့ရှင်အငယ်ဝေးရတော့အာအခုကအိမ်ရလေးစပွဲမပေးနိုင်ဘူးเนาะဒါပေမဲ့ညီမကအရင်ဖြစ်ရှင်တဲ့အတွက်အဲ့လိုမျိုးအရင်ကဒီဥပလကောင်းမင်းမှာညီမက customer စားပြေးလောက်တာပေါ့เนาะအဲတုန်းကအဲ့လိုမျိုးလုတ်ခဲ့တဲ့လစာလေးကိုအဲ့လိုမျိုးစုပြီးတော့ဒီ မိုးရင်းကြောင့်တော့ညီမတို့ကအဲ့လိုမျိုးအလောက်ကအဆင်မပြေတော့ဘူးလေနားရတယ်ဆိုတော့အကောင်ရိတ်တွေမရှိတော့မိုးရင်းကြောင့်လို့ရှိရင်အဲ့ဆိုရင်ညီမတို့ကအားနေအချင်းဖြစ်တဲ့အတွက်ပြီးတော့ဒီပြိုင်ပွဲလေးကလည်းကိုစီကိုစခန်းမြရောက်လာတယ်အဲ့တော့ကိုစူတာဆောင်တာလေးနဲ့အဲ့လိုမျိုးဝင်ပြိုင်ပြစ်တာပါရှင်ဟုတ်ဘလောက်ထိရှိမှန်းတာလဲဆိုတော့ဒီဝင်းနာဖြစ်ဖို့အထိကိုရှိမှန်းတာပေါ့နော်အဲ့ထိကိုအများကြီးစူးစမ်းပြီးတော့ရှင်းပြိုင်ခြင်းပါရဲ့ရှင်အိမ်မှာဆိုလည်းအမြန်ဒီခြေထောက်ပေါက်တဲ့အထိပေါ့နော်ဒီခဏနဲ့လေ့ကျင့်နေအဲ့လိုမျိုးဟုတ်အရန်ကိုဖြစ်ခြင်းနေရှင် ကိုကကိုရှိရဲ့ဟာလေးနဲ့စူးစမ်းပြီးတော့ပြင်တာဆိုတော့လေအဲဒီလိုပဲဒီနေ့ဆိုလို့ရှိရင်အကုန်လုံးက dress တင်နဲ့လှလှပပလေးလာကြရင်ဒါပေမဲ့ကိုကအဲ့တော့မဝင်နိုင်တော့ကိုမရှိရလေးနဲ့ပဲလှအောင်မိကဲဆိုလည်းညီမကိုယ်ပဲပြင်ထားပါရှင်ကိုကမိကဲလေးပြင်စပင်းလေးလုပ်ပြီးတော့အဲ့လိုမျိုးအဲယုံကြည်မှုပေါ့နော် confident လေးပဲအပြည့်ထားပြီးတော့လာပြိုင်တာပါရှင်ဒီပွဲလေးကိုတက်ရောက်တာပါဟုတ်အာအငငယ်မှုရယ်ဩဟုတ်သူတို့လူလေးဝင်နိုင်ကောင်းပါပဲလို့တော့တွေးရတယ်ဒါပေမဲ့ဟို ငါဘိန်းကြီးနေပဲဖြစ်ဖြစ်ငါရဲ့ confidence level ကအမြင့်ဆုံးဖြစ်နေရမယ်ဒီအဖေနဲ့အမေနဲ့ကအတကြီးဘူးပေါ့နော်အမေဆိုလို့ရှိရင်ဒီနှလုံးသွေးခဲတွေရောကဖြစ်နေရအဲညီမကပဲဘယ်လိုမျိုးအိမ်ကိုပတ်မို့ပြရရင်အကိုကိုရင်လာပြိုင်တဲ့အချိန်မှာ အပိမတူလည်းမရှိဘူးပြီးတော့ညီမငွေဖြစ်ဖြစ်အပိစကားဖြစ်ဖြစ်စပုတ်နေမှာမရှိဘူး ဆိုတော့ပြီးပါတယ်လာတယ်အဲ့လိုနေတဲ့ပုံလေးဘယ်လိုချက်လဲပြောင်းပြောင်းပဲလာရှင်အဲ့ဒါမျိုးဟိုအရင်စူးစမ်းခဲ့တာဖြစ်တဲ့အတွက်ဖြစ်ချင်နေပါတော့အကြောင်းမို့လဲဟိုအပေးကြပါလို့ပြောချင်ပါအာအလုံးမှာကျတော့ဟာညီမတို့ကအလုတ်ကဒီအချိန်ပိုင်းပေါ့နော်9နာရီဆိုလို့ရှိရင်9နာရီလုံးအဲ့လိုမျိုးနေပူထဲမှာနေရတာရှင်နေပူထဲမှာနေပြီးတော့အဲ့လိုကောက်ရိုက်တဲ့ကစတမာအဲ့လိုမျိုးကောက်တိုင်နေပါရင်ပေါ့နော်ညီမတို့ကလည်းနံပါတ်လေးနဲ့ထုတ်ပေးရတယ် ဲ့လိုမျိုးလုပ်ပြရရှင်။ဟောပင်မန်းကတော့ဟိုလမ်းလျှောက်ရတာ၅နိုင်လုံးလုံးလမ်းလျှောက်ရတယ်ထိုင်နေချိန်မရှိဘူး။ဒါခါလေးဆိုစားချိန်နေမမှန်ဘူးပေါ့နော်။အဲပြီးတော့ဒီနေပူရဲ့တန်အပူဆိုရမနော်။သူများကြီးနေပူလို့အိမ်ထဲမှာနေနေအချိန်မှာညီမတို့ကဒီနေပူထဲမှာအလုပ်လုပ်ရတာပေါ့။အဲတောင်းကြီးညီမရောညီမလေးကအကြီးဆုံးပါရှင်။ဟောဟိုညီမရဲ့အောက်မှာဟို17နှစ်အသက်กว่าတဲ့ညီမငယ်လေးတယောက်ရှိပါတယ်။ဟောအခုနေ့မြန်တော့အသက်ကြီးပြီဆိုတော့ညီမပဲအကြီးဆိုတော့အဲ့လိုမျိုးတိုင်လုံးကတောင်းဝင်ထမ်းရတာပေါ့နော်။ ။ဟာပညာရေးရှင်ကတော့ဒီမှာ2019လောက်ဆယ်တန်းကိုနှစ်ချက်မအောင်လာပါရှင်။အဲ့ကနေပြီးတော့ဒီတက္ကသိုလ်တက်ဖို့ဆိုပြီးတော့တက္ကသိုလ်မတက်နိုင်လို့နာနာအနေရှိပါ။အလုပ်စုံအနေပါ။အကြီးဆုံးလည်းဖြစ်တယ်ဒါမိဘရလည်းတကြီးပြီဆိုတော့ဘာမလဲဆိုကိုကိုပို့ပြီးတော့ကိုကမှခက်ခဲခဲ့မှာဟုတ်ခက်ခဲအကျန်လည်းပြန်မနေဘူးနော်ညီမတက်ကဒီ20ပဲရှိသေးရောနော်ဒါပေမဲ့ဟိုဒီလူလေးယောက်ရဲ့တောင်းထမ်းတာအရင်ပြန်မနေပါ မငါဆယ်နဲ့အောင်နေရပါတော့ဒီအလှပြဆိုင်မှာလိုဝင်လုပ်ခဲ့ပါတော့ဆယ်နဲ့အောင်တော့ညီမအသက်16တောင်မပြည့်သေးဘူးရှင့်အဲ့တော့ဒီအလှပြဆိုင်မှာဝင်လုပ်တယ်အဲ့ဝင်လုပ်ပြီးတော့ညီလာဆာများမယ့်နေရာလေးပေါ့နော်ပြောင်းပြီးလုပ်ခဲ့ရပါဘူးအဲ့ချိန်မှာဒီအလှပြဆိုင်ကအနှောင်းလာဆာကို6တောင်မရရရှင့်အဲ့ကနေပြီးတော့ ဒီပို့ပြီးတော့လဆာမြမနေရလေးပေါ့နော်ကိုယ်အိမ်အတွက်ပို့ပြီးလုံလောက်မနေရလေးစက်ယုံပေါ့နော်ဒီမှာစက်ယုံမှာလည်းစက်ချိုးဖြစ်၃နှစ်လောက်ခဲ့ပြီရှင့်အဲ့ကနေတော့မှဒီကောက်ဝင်းကနေပြီးတော့လူခေါ်တာတွေ့ရင်တွေ့ပြီးတော့ကောက်ဝင်းမှာပို့ပြီးတော့အဲ့လိုမျိုးနေစားနေနေလဲသူတို့ပြဆိုင်ပြီးရှင်းပြရဆိုတော့လေအညီမအိမ်အတွက်အဆင်ပြေအောင်လို့ကောက်ဝင်းမှာတော်လောက်ဖြစ်ခဲ့ရပါဘူးဟုတ်ပါရဲ့ရှင်ဟုတ်ဟာညီမစပုတ်ပေးမအိမ်ကဟိုရက်တည်နိုင်တဲ့အခြေအနေမျိုးပါအားကြောင့် ညီမပဲဟိုလိုမျိုးပေးရပေါ့နော်အမေတို့ဆေးဖို့အဲစားဖို့တောက်ဖို့အကုန်လုံးညီမပဲပြီးညီမလေးကြောင်းစီကောပေါ့နော်သူကသူကအငယ်လေးဆိုတော့သူ့အတွက်ပညာရေးပို့ပြီးအရေးကြီးရပေါ့နော်အဲကြောင့်ညီမဟိုလိုမျိုးဒီနားထားရပေါ့ငါလက်ရှိပေါ့နော်အပြောပြပြတဲ့ရှင့်အဒီလိုမျိုးမပြည့်စုံဝင်မဲ့ဒီဝါဇနာရမ်းပါရပေါ့နော်ဟိုက moral link ပိုင်းဝါဇနာပါတယ်တရုပ်ဆောင်ပိုင်းဝါဇနာပါရပေါ့နော်အဲ့လိုမျိုး ငငယ်လေးတွေအရင်ဖြစ်ရှင်နေအဲ့လိုမှန်ရှိမှာရင်ယူခဲ့ရပါဘောနော်အဲ့ကြောင့်ဒီကိုတကယ်ကြည့်တာတော့လုတ်ချင်နေဆိုစပိုးပေးမဲ့လူအမရှိဘူးဘောနော်အဲ့ကြောင့်လို့ဒါပေမဲ့မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုစိတ်လေးနဲ့ဘောနော်စူးစမ်းအားတင်းပြီးတော့အဲ့လိုမျိုးလာပြိုင်တာပါရှင်ဒါကပထမဆုံးတွေ့ကြုံပါဟုတ်ဒါပေမဲ့ဟိုအခုဒီမှာလေးတက်ကြွတော့ပြန်ရဖို့လဲစဉ်းစားရပါဘောနော်အဲ့လိုမျိုးအလုတ်လုတ်တယ်ရားရဲ့ပစံလေးကိုအဲ့လိုမျိုးအိမ်ပေးရလဲပေးရညီမကွယ်လည်းစူးစောင်းနေပါတော့အဲ့လိုမျိုးကိုယ့်ရဲ့အိမ်မက်လေးဖြစ်လာအောင်လို့ အဲကြောင်ပို့ပြီးတော့ဟိုသူများဆက်တော့အများကြီးပို့ပြီးစူးစမ်းရပါတယ်ဟုတ်အရင်ဟိုလိုမျိုးညီမရဲ့အတုံးစိတ်တွေအကုန်လုံးလိုမျိုးတွက်ချက်ပြီးတော့စူးစမ်းတက်တယ်ပေါ့နော်အဲအိမ်တွက်ဆိုလို့ရှိရင်အဲဒီလာတွက်ဘယ်လောက်အဲပြီးတော့တခြားငါဘယ်လောက်စူးစမ်းမယ်ရတဲ့ပတ်စံလေးတွေကဒီနေ့တုံးလိုက်တာဘယ်လောက်ရှိရဲအဲ့လိုမျိုးနော်စရင်စရာနဲ့တခြားကိုအဲ့လိုမျိုးစူးစမ်းတက်တာပါရှင့် ဘာတနည်းနည်းကိုရစာတော့စိတ်ကိုလို့ငှက်တာလို့လားဟုတ်လားဟုတ်တယ်ဒီနေ့ဘာလေးတုံးလိုက်တယ်အဲ့လိုမျိုးအဲစာရွက်လေးထဲမှာအချရရရပေါ့နော်ဒီဒီလာလာကြလို့ရှင်ငါဝင်ငွေရဘလောက်ထောက်သွားတာဘလောက်အဲ့လိုမျိုးမှတ်ပြီးတော့အဲ့ဒါဒါဆိုလို့ရှိရင်တော့ငါတုံးတာများတယ်အဲ့ပို့ပြီးတော့ခြေတာတင်းနေပေါ့နော်အဲ့လိုမျိုးပြန်ပြီးစီစစ်ဖြစ်တယ်ရှင်တော့အလလုခဲရရာလေးဆိုလို့ရှိရင်တော့ဒီ7000နှုန်းနဲ့ရပေါ့နော်7000မှာဟို2019ဆိုတာ အရင်အရေးကြီးရယ်ဘောနော်အရေးကြီးရက်နဲ့မိကုန်းလေးဆိုလည်းအရန်ခတ်တယ်အဲ့အဲ့အချိန်မှာကိုကဒီတူရှင်နေပါလေမတက်နိုင်ဘူးမမတက်နိုင်ဘူးဒီအမေက तू ကညီမလေးတို့ဖျက်သီးရောက်ပြီးတွေးခဲ့တာအမေက तू ကဒီသူများလေးကဒီနေဘူးနေဘူးနဲ့အချိန်အိမ်ထဲမှာနားနေတဲ့အချိန်မှာဖျက်သီးဆိုတော့မမ12နှစ်အဲ့လိုမျိုးနေကင်းကြောင်တော့မလန်ရောင်မှကြောင်ရတာလीနေဘူးသားဆိုတော့အဲ့လိုရောင်းရင်း ਨੇ तू ကနှလုံးရောကဖြစ်သွားတယ် အဲ့အချိန်မှာ तू နားလိုက်တဲ့အချိန်မှာညီမလေးကဆက်ပြီးရောင်းရတာပေါ့နော်အဲ့လိုမျိုးကျောင်းကျောင်းသွားရင်ပြန်လာလို့ရှိရင်ညီမတို့ကျောင်းက6နာရီနဲ့7နာရီဆိုပြီးသွားရင်ပြန်လာလို့ရှိရင်လွှဲချပြီးတော့ဈေးရောင်းရတယ်ဈေးရောင်းပြီးတော့မှအဲ့လိုမျိုးဟိုပြန်လာလို့ရှိရင်အမေကိုလည်းပြူစုရတယ်ပေါ့အဲ့ကြောင့်ဒီလူအချိန်မှာပဲညီမစာချက်ခဲ့ရရှိအမေအဲ့လိုမျိုးဟိုဘွဲ့အရန်လို့ခြင်းလို့ခြင်းတော့ဟိုအဲ့လိုမျိုးသူများအိမ်တဲ့အချိန်မှာစာချက်တယ်ဟိုအောင်ရဲပေါ့နော် ကိုယ်ကြိုးစားမှုရလက်လူပဲရောအကြောင်းတက်နေတော့ဒီမှာလေးကိုယ်ရောင်းခဲ့ရရှိအဲ့လိုမျိုးဒီတငယ်ချင်းတွေကတွေ့လို့ရှိရင်ဟိုလောင်တဲ့ပုံစံမျိုးကြီးနော်ပြောရပေါ့နော်ဒါပေမဲ့ဟိုကိုကတော့ဒါငါဂီတားစုတက်ပဲပေါ့နော်နားမေကငါတို့ဒီလိုမျိုးဟိုတတလုံးလောက်ကြွေးကြရဘူးနော်အကြောင်းမို့ညီမလဲကြတော့ညီညူလို့မဖြစ်ဘူးလေအကြောင်းကိုကဟိုလောင်ခံရတယ်ဒါပေမဲ့ဈေးရောက်ရတယ်ညီမငယ်ရောရှက်ပါတယ် တော့ငါကသူငယ်ပစ္စည်းခိုးနေမှာမဟုတ်ဘူး။ငါကောင်းကောင်းလေးလှူစားနေတာ။ငါမိသားစုကငါလှုပ်ပေးနေတာဆိုပြီးတော့အငြင်းနဲ့လိုမျိုးပင်ပန်းလေးလှုပ်တယ်ပေါ့နော်။အမေမျက်နှာလေးမြင်လိုက်ရင်ပင်ပန်းသားတွေကပျောက်သွားတာရှင်။ဟုတ်ကဲ့အဆင်းနဲ့ပြချော်ရဲလဲဆိုတော့အရန်ဟိုလိုမျိုးပြိုလဲရတဲ့အချိန်တွေရှိပါတယ်။အဲ့ပြိုလဲတယ်လိုမျိုးလုံးဝအပြင်မထွက်ရှင်တော့တဲ့အထိပေါ့နော်။အချိန်လေးဖြစ်ခဲ့တယ်ဘာလို့ဆိုတော့ကြောင်ကအချင်းချင်းကလည်းလှောင်နေကိုယ်ဆိုလို့ချင်းခေါ်ချင်းမပြောချင်းပါဘူး အဲ့ဒီဘာလို့အဲ့လိုကြီးအော်ရောက်နေရလဲမရှက်ဘူးလားအဲ့လိုအဲ့လိုရှိရဲ့ဒါပေမဲ့တယောက်တည်းဖြစ်နေလဲအော်ငါတို့ငါမိသားစုရှိသေးရဲ့ငါတို့ငါရှိရဲ့ဆိုရယ်စိတ်နဲ့အမြဲအားတင်းပြီးတော့ရှေ့ဆက်ဖြစ်ပါတယ်ဟုတ်အရှုံးမေးမဲ့သူတော့မဟုတ်ပါဘူးရှင်အာဒီ Miss အမြမ Miss အမြမပြည်အတောင်ကို2025ပြိုင်ပွဲကိုအားလုံးအပိချာကိုခေါ်ပါရရှင်။အာညီမညီမကတော့ ခိုင်ခိုင်လေး Connect နံပါတ်1မှာရှိညီမတို့လည်းအားပေးဖို့အတွက်အထူးဖိတ်ခေါ်ပါရစေ။ပြည့်တဲ့ကြီးအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင်။